Start your future with Future 101. အလုံးမဲမင်္ဂလာပါခင်ဗျာ Future 101ကိုမြန်မာချိုးတော့ပါတယ်။ကျွန်တော်ဒီနေ့ပြောပြမှာကတော့ဒီကျွန်တော်တို့ကွန်ပျူတာလုံးထဲမှာပဲ Telegram account တွေအများကြီးထည့်နေတယ်ကိုပြောပြမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့က Telegram account ဒီအများကြီးသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးလိုတာ Chrome browser တော့လိုတယ်ပေါ့နော်ကျွန်တော်တို့ဒီ Chrome browser ကိုတစ်ချက် install လုပ်ပြီးကျွန်တော်ဖွင့်လိုက်ပြီပေါ့နော်ဖွင့်ပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာ ဒါမျိုးလေးပေါ်တယ်ဒါမျိုးလေးပေါ်လို့ရှိရင်ဒီမှာ add ဆိုတဲ့ကောင်းလေးနှိပ်လိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီမှာ gmail နဲ့သူကစာရင်လုံးမလားပေါ့နော်ဝက်တော့တဲ့အကောင့်ပေါ့နော်ကျွန်တော်တို့က telegram နဲ့သုံးနေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဝက်တော့တဲ့အကောင့်နဲ့လည်းသုံးမယ်ပေါ့နော်ကျွန်တော်ဒီမှာ1လို့ပေးလိုက်မယ်ပေါ့နော်1လို့ပေးလိုက်မယ်ပြီးရင် done နဲ့ okay ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ telegram ထည့်လို့ရမယ်နေရာတစ်ခုရိုက်ပေါ့နော်နောက်တစ်ခုထပ်ထည့်ခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒါလေးရှိမယ်ပြီးလို့ရှိရင်ဒီမှာ add chrome provider ရှိတယ်ပြီးလို့ရှိရင် ဆနာလိုပဲနေမယ်ပြီးလို့ရှိရင်ဒါ2လို့ပေးလိုက်မယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ကဒီ Telegram နာမည်မတူလို့ရှိရင် Telegram နာမည်ပေးလဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့1 2 3နဲ့ပဲပြမယ်ပေါ့နော်ဒါနှစ်နှစ်ပြီးလို့ရှိရင်ဒီမှာ Chrome profile သွားမယ် without an account သွားမယ်ဒီမှာ3ပေါ့နော်ပြီးတော့မှနောက်တစ်ခုထည့်မယ်ဒီမှာတော့ကိုယ့်ရဲ့ Telegram account နာမည်ကိုဒီမှာရိုက်ထည့်လဲရရတယ်ပေါ့နော်ဥပမာ ဒီလိုမျိုး future လို့ပေးလိုက်ရတယ်ဗောနောကျွန်တော်တို့ကိုယ်ရဲ့ Telegram account name ကိုမယောသွားခြင်းလို့ရှိရင်အဲ့လိုမျိုးရေးထားလိုက်ရတယ်ဗောနောကျွန်တော်တို့ follow လို့ပဲပြန်ပေးမယ် Okay ဒါဆိုလို့ရှိရင်ဒီမှာကိုယ်လိုချင်တဲ့ Telegram account ကဒီမှာ test ဆို test ဗောနော1ကိုသွားလိုက် Okay ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ task bar မှာပုံနေလိုက်မယ်ဒီမှာ1 2 3 4လေးပေါ့နော် Okay ဒီလိုအယောင်လေးခွဲထားခြင်းအပြင်လည်းကျွန်တော်တို့ဒီမှာထောက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ Telegram เนี่ยတပြိုင်တည်းဝင်ကြည့်လို့ရတယ်ဗောနော် ောက်တစ်ခုထပ်တည်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်နာလိုမျိုးပဲဘယ်လိုသွားမလဲအကူသွားမယ်နော် continue without ပြီးလို့ရှိရင် file ဒါမှပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီနေ့နေ့၅ခု okay နော် okay အဲ့ဒါကျွန်တော်တခုချင်းစီမှာဘယ်လိုလုပ်လို့ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြလိုက်မှာပေါ့နော်ဒီမှာကျွန်တော် web telegram ဆိုပြီးရိုက်ရှာလိုက်မယ် ဒီလိုမျိုး web telegram ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူခိုင်းနေကောင်လောက်ပြလိုက်မယ်ဝက်တယ်လီဂရမ်ဆိုရိုက်ရှာလိုက်ရိုက်ရှာလိုက်လို့ရှိရင်ဒီလိုမျိုး web telegram.org ဆိုပြီးပေါ်လာလိမ့်မယ်အကောင့်တစ်ချက်နှိပ်လိုက် ကဲနှိပ်လိုက်ပြီဆိုလို့ဆိုလို့ရှိရင်သူ့ရဲ့ဒီကြိုဟာကိုလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ထည့်ခြင်းနဲ့ Telegram အကောင့်ဒီမှာစကန်ဖတ်လိုက်လို့ရှိရင်ဝင်သွားပြီပေါ့နော်ဒါကကြတော့အကောင့်ပါလဲဆိုတော့အကောင့်1ပေါ့နော်ကျွန်တော်2ကိုသွားမယ်ပေါ့နော်ဒီမှာနာမည်ပါတယ်ဒီမှာ2လက်စွပ်လိုပဲ web Telegram ဆိုပြီးတော့ရိုက်ရှာမယ် Okay ဒါဆိုလို့ရှိရင်ဒီမှာဒီကောင်တစ်ချက်ထပ်နေမယ် ပြည့်လင်းဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါနောက်ထပ် Telegram တစ်ခုထည့်ရသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုနောက်ထပ်ဒီမှာလည်းပဲကျွန်တော်တို့ဆက်နားလည်းပဲထပ်ရှာလို့ရပဲโอเคဒီမှာဆိုလို့ရှိရင် web telegram.org ပေါ်လိုက်ဆိုရင်ဒါလေးနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင် သူ့ရဲ့ QR code ဖတ်တဲ့နေရာလေးရောက်သွားလိမ့်မယ်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာ scan ဖတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဝင်သွားပြီပေါ့နော် โอเคကျွန်တော်တို့ကဒီလိုနီးနေပေါ့เนาะကိုယ့်ရဲ့အကောင့်နေအများကြီးပဲကျွန်တော်တို့ကြိုက်တဲ့အကောင့်နေထည့်လို့ရတယ်။တပြိုင်တည်းလည်းသုံးလို့ရတယ်လို့မသုံးကျင်သေးလို့ရှိရင်ပိတ်ထားလို့လည်းရတယ်ပေါ့เนาะโอเคဒါမျိုးပိတ်ထားလို့လည်းရတယ်ပေါ့เนาะကိုယ်မသုံးကျင်သေးတဲ့အကောင့်နေโอเคဒါဆိုလို့ရှိရင်ဒါဝမ်းပေါ့เนาะဒါမှမဟုတ်ရှင်ကိုက ဒီ file ကလေးပဲဖွင့်ကျင်နေဆိုလဲ file ကလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင် taskbar မှာကျွန်တော်နောက်ထပ်အသစ်တစ်ခုပေါ်လာနိုင်မယ်ပေါ့နော်အသစ်တစ်ခုပေါ်လာနိုင်မယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ web telegram ကိုကျွန်တော်တို့ computer တစ်လုံးနဲ့ပဲအများကြီးသုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ computer ထဲမှာ telegram account ဘယ်နှခုထည့်မလဲထည့်ကျင်တဲ့လောက်ကိုယ်ရေအတိုင်းမျိုးလေးလောက်သွားလိုက်ရုံပဲပေါ့နော်ဒီလို add chrome profile လို့ without လို့ရှိရင်ဒီမှာနာမည်ပေးမယ်စစ်စစ်ပေါ့နော်ပြီးလို့ရှိရင်ဒီကနေပြီးတော့ ဘတ် Telegram ဆိုပြီးတော့ရိုက်ရှာမယ်ရိုက်ရှာပြီးရင်အဲသူ့ရဲ့ link တိုင်းဝင်သွားပြီးရင်ဒီမှာ scan ဖတ်လိုက်ပြီဆိုလို့ရှိရင်ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Telegram account တွေအများကြီးကိုကျွန်တော်တို့ရဲ့ computer မှာထည့်ထားလို့ရပြီတပြိုင်တည်းတည်းသုံးကျင်လည်းသုံးလို့ရပြီပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျဒီနေ့တော့ဒီလောက်ပါပဲ